ားလုံးမဲ့မိလာပါအဲ့ဒမ်ချန်နယ်နဲ့ချိုးဆိုလိုက်ပါလေ channel ကို subscribe like share နေပေးကြပါအောင်နော်ကဲအခုဆရာနင်းချမ်းတမနိုင်ငံရဲ့မိသုံးသက်ချက်များအချမ်းပေးချက်များကိုနားစင်ကြရမှာပါကျွန်တော်ပြောနေကြအတိုင်းပါနော်အသက်ကိုညံဆောက်ပါတယ်တယောက်နဲ့တယောက်ဖေးမကူညီကြပါကိုချင်းစာတရားထားကြပါကိုကျော်မင်းသက်ရဲ့အပိုင်းသတိရတယ်အခုအပိုင်းတို့အကြောင်းမှာကျွန်တော်အကုန်လုံးပြောပြမယ်ကျွန်တော်တို့ပုံမှန်ပြီမှာနော်စပြီးတော့ သတင်းတွေနားထောင်နေသတင်းတွေနားထောင်ပြီးဆိုတာနဲ့ဘာကြားလာလဲဆိုတော့ကလေးတွေသေတယ်ဆရာမတွေသေတယ်ကိုသူရအောင်ရေကျေးဇူးအများကြီးကျင်တယ်တင်ကြီးခံပေးတဲ့အတွက်သူကိုသူမောင်ရေသတိရတယ်နော်အဲ့ဒီခါကျတော့ကျွန်တော်ပြောချင်တာပပပြီမှ20သေတယ်30သေတယ်40သေတယ်50သေတယ်100သေတယ်ခင်ဗျားတို့ကခင်ဗျားတို့ဘယ်လောက်သေသေးဘမနိုင်ငံတကာသတင်းတွေထဲမှာဘာမှတက်မလာဘူးကျွန်တော်ဆိုလို့ရှိရင်ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဗျာဝါရှင်တန်ဖို့စ်တို့ဘာတို့မှာဟိုကြည့်ဒီကြည့်ကြည့်တာပေါ့အာရှပေါ့အာရှမှာဆိုလို့ရှိရင်အရှိတောင်အာရှပေါ့ကြည့်လိုက်တယ်ဘာမှသတင်းတက်မလာဘူးဗမာအတန်းလွှင့်တဲ့ BBC လောက်မှာတော့သတင်းအားတက်လာတယ်ပြောချင်တာကပါလက်စတိုင်းမှာလည်းခလေးတွေသေတယ်တခြားနေရာမှာလည်းခလေးတွေသေတယ်ယူကရိန်းမှာလည်းခလေးတွေသေတယ်အဲ့ဒီနိုင်ငံမှာခလေးတွေတယောက်ပဲသေတယ် တကဘာလုံးသတင်းဖြစ်သွားတယ်ဗမာပြည်မှာကြိုက်တဲ့လောက်သိဗမာပြည်တွေကပြည်သူတွေတောင်မှတည်တည်ချာချာမသိဘူးဒါကိုပြောချင်တာကဗမာပြည်ရဲ့ဗမာပြည်အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူးဗမာပြည်ရဲ့အရေးဟာကဘာကြီးမှဘာမှမဟုတ်ဘူးဗမာပြည်သူပြည်သားတွေကကိုဖာသာကိုကိုအရေးကိုကိုဟာကိုအကြီးလုပ်နေတာကိုအရေးကိုကိုဖာသာကိုအကြီးလုပ်နေတာခမရတို့အရေးကဘာမှမဟုတ်ဘူး ပုံယဟမင်းကြီးတက်လာတယ်လီယို14ပေါ့ပုံယဟမင်းကြီးတက်လာတယ်ပုံယဟမင်းကြီးတက်လာလဲခမရတို့ဗမာပြည်အကြောင်းကိုသူ့အနေနဲ့မပြောနိုင်ဘူးသူအရင်ဆုံးပြောတာသတင်းတောက်တွေလွတ်ဖို့အရေးကြီးတယ်ကမ္ဘာကြီးမှာဒီယူကရိန်းကစစ်ပွဲတွေအေးချမ်းပါစီပေါ့တကမ္ဘာလုံးစစ်ပွဲတွေအေးချမ်းပါစီဆိုပြီးတော့ ချုံငုံပြီးတော့ပြောတဲ့အထဲမှာကိုဟကိုတော့ပြောလို့ရတာပေါ့ပုံဟမင်းကြီးပြောတဲ့အထဲမှာကဘာကြီးအေးအေးချမ်းချမ်းဖြစ်ဖို့ပါပါတယ်ပေါ့ဒါပေမဲ့တကယ်တကယ်တမ်း तू focus လုပ်ပြီးပြောဟို तू သေးသေးချာချာဂယုဆိုင်ပြီးပြောလို့ရှိလို့ရှိရင်ယူကရိန်းကစစ်ပွဲအေးချမ်းဖို့တော့အမေရိကန်နဲ့တရုတ်ရဲ့စီးပွားဟိုတို့စီးပွားရေးစစ်ပွဲကြီးအေးချမ်းဖို့တော့ပါလက်စတိုင်းနဲ့အစ္စရေးတိုက်ပွဲကြီးအေးချမ်းဖို့တော့ဒီကိစ္စမျိုးတွေကြီးပဲကြောရင်တာက ြောချင်တာကအဓိကဆိုလိုချင်တာကခမည်းတော်ကျွန်တော်တို့ဗမာနိုင်ငံရဲ့အရေးဟာကဘာကြီးမှာဘာမှမဟုတ်ဘူးခမည်းတော်ပြောနေတဲ့ပထဝီနိုင်ငံရေးတွေတင်ချာနိုင်ငံရေးတွေခမည်းတော်ကခမည်းတော်ပြောချင်တာပြောလှုပ်ချင်တာလှုပ်ဗမာပြည်အရေးဟာဘာမှမဟုတ်ဘူးဒီအချိန်မှာအခုကျွန်တော်ပြောချင်တဲ့ကိစ္စစလာပြီအဲ့လိုပြောလို့ရှိရင်တစ်ချိန်လုံးကအငုံစိတ်တွေပါအမြင့်စိတ်တွေပါခမည်းတော်ကခမည်းတော်နှီးမျိုးစုံနဲ့ပြောပြီးတော့ခမည်းတော်ဝေဖန်ကြတယ်ပြောကြတယ် အခုခင်ဗျားတို့တည်တည်ချာချာသိဖို့လိုတယ်ဒေါ်အောင်ဆန်းစုကြည်အရှိန်အဝါနဲ့လုံနေတဲ့သူတွေဟာဒေါ်အောင်ဆန်းစုကြည်ခေအပြောင်းလဲမှာဘာပြောလာလဲဆိုတော့သူတို့နိုင်ငံရေးမလုပ်တော့ဘူးတဲ့သူတို့ကလူမှုရေးပဲလုပ်တော့ပဲတဲ့ဒေါ်အောင်ဆန်းစုကြည်အရှိန်အဝါနဲ့နိုင်ငံရေးတွေလုပ်သူတေသနာမှုတွေလုပ်လွတ်တော်အမတ်တွေလုပ်တဲ့လူတွေအကုန်လုံးကအခုဘာပြောလာလဲဆိုတော့သူတို့ကနိုင်ငံရေးကိုမလုပ်ချင်တော့ဘူးတဲ့ တော်လန်ရေးကိုမလုပ်ချင်တော့ဘူးတဲ့သူတို့ကလူမှုရေးအလုပ်တွေပဲလုပ်တော့မယ်တဲ့အဲ့တော့ခမားကိုကျွန်တော်ပြောပြမယ်ဗမာပြည်မှာခက်လန့်မှန်းပဲဖြစ်ဖြစ်ငိမ့်ညာအောင်ပဲဖြစ်ဖြစ်ကိုကျော်မင်းဟိုကျွန်တော်အကိုတွေအမတွေပဲဖြစ်ဖြစ်လူမှုရေးလုပ်ရအောင်ခမားတို့ကျွန်တော်တို့ရဲ့မိဘတွေကဘလောက်ချမ်းသာနေလို့လဲကျွန်တော်တို့ကမြို့ကြီးတစ်မြို့တနိုင်ငံအောင်မပြောသေးဘူးမြို့မြို့ကြီးတစ်မြို့လောက်မပြောသေးဘူးမြို့လေးတစ်မြို့လောက်ကို 6လလောက်ထမင်းတမျိုးလုံးထမင်းတင်ကျွေးထားနိုင်တဲ့အနေထားမျိုးကျွန်တော်တို့မှာရှိရလားမရှိဘူးဘာလို့ပြောချင်တာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်အရှိန်အဝါနဲ့ဒေါအောင်ဆန်းစုကြည်နဲ့လှုပ်ရှားလာတဲ့သူတွေဟာတော်လန်ရေးကအခြေအနေမကောင်းဘူးလို့သူတို့တွက်လာပြီနိုင်ငံရေးမှာဒေါအောင်ဆန်းစုကြည်မရှိရင်သူတို့ဘာမှမဟုတ်ဘူးဆိုတာသိလာတဲ့အခါမှာသူတို့ကဖောင်ဒေးရှင်းတွေလုပ်မယ်လူမှုကူညီရေးတွေလုပ်မယ်ပြောတယ်နော်ဒေါအောင်ဆန်းစုကြည်နောက်လိုက် နောက်ပါတယ်ဒေါအောင်ဆန်းစုကြည်ကို လှုပ်ရှားနေတဲ့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့လှုပ်ရှားနေတဲ့လူတွေဟာအလူခံမယ်နော်လူမှုရေးလုပ်ငန်းတွေလုပ်မယ်ဆိုပြီးတော့ပြောလာတယ်အဲ့တော့လူမှုရေးလုပ်ငန်းတွေလုပ်မယ်ဆိုရင်ကျွန်တော်ခုနကပြောသလိုရွာတရွာတော့မှ6လတင်ကျွေးနိုင်လားရွာလေးတရွာပဲ6လတင်ကျွေးနိုင်လားကိုပ္ပဆန်နဲ့ကိုပြောတာကိုပ္ပဆန်နဲ့ကိုရွာလေးတရွာပဲ6လတင်ကျွေးနိုင်လားမကျွေးနိုင်တော့ဒီကောင်နေလူမှုရေးတွေလုပ်မယ်ဆိုလို့ရှိရင် စစ်တပ်ကកောင်းနေလို့ပဲအလှခံဖို့တို့ဘာလို့ဖြစ်ဖို့อ่ะကျင်းနေသွားပြီပို့ပွေလေးလေးပြောရင်သူတို့လှုပ်ရှားတော့မယ်ဆိုတဲ့ဟာတွေကပေါ်လာပြီဒီတော့ဗမာပြည်မှာအခု UNG အစိုးရရှိတယ် UNG အစိုးရလို့ပြောပြီးဟေးဆိုလို့ရှိရင်စကောလာတွေနဲ့ UNG အစိုးရနဲ့ခွဲလို့မရဘူး UNG အစိုးရမှာအခုရာဒူးရာကန်တွေယူထားတဲ့ဝင်ကြီးတွေဝင်ကလေးတွေအလွတ်တော်အမတ်တွေအကုန်လုံးဒီ စကောလာတွေနဲ့ခမားတို့ကျွန်တော်တို့မကြုံမှုမကြားဘူးတဲ့ဘွဲ့တွေယာဒူးတွေအကုန်လုံးနိုင်ငံတကာမှာတင်ကြားလာတဲ့လူနိုင်ငံတကာမှာဘွဲ့တွေယာဒူးတွေအကုန်ရပြီးတော့ခမားတို့ကျွန်တော်တို့ဗမာပြည်သူလူထုကလည်းဟာဒီလူတွေကတော့ဘွဲ့ရပညာတတ်ကြီးတွေဟာဘဲဟိုအင်္ဂါဂျုံမှာပါကြောင်းတင်လာတယ်ဆိုပြီးအထင်ကြီးလာတဲ့လူတွေဒီလူတွေရဲ့နိုင်ငံတကာဆက်ဆံရေးမှာအခုအချိန်ဒီမှာခမားတို့နှိုင်းရှင်ကြီးလာ နိုင်ငံတကာဆက်ဆံရေးမှာအခုချိန်မှာခမားနှိုင်းရှင်ကြီးလာနိုင်ငံတကာဆက်ဆံရေးမှာလည်းပုံပွင့်လေးလေးပြောရင် UNG ကို အရှိတီမောတော်မှသူ့အခြေအနေအရသူ့စီးပွားရေးအရအရှိတီမောတော်မှအမြဲတမ်းဤနေတိုင်းကျွန်တော်တို့ဒီကျမတို့ဒီဇာဟုတ်ဘယ်လိုပြောမလဲ UNG ကိုထောက်ခံပါသည်ဆိုပြီးတော့မပြောနိုင်တော့ အဲ့ဒါအရှိတီမောကိုသွားပြီးတော့အပြစ်မပြောနဲ့အရှိတီမောကလူတွေကဗမာပြည်သူလူထုကိုသူတို့ထောက်ခံနေတယ်သို့တော့အရှိတီမောသည်နိုင်ငံတစ်ခုဖြစ်တယ်အရှိတီမောသည်နော်သူ့နိုင်ငံသားတွေအရှိတီမောရဲ့ဟိုဘယ်လိုပြောမလဲသမရတွေပဲပြောပြောဘာတွေပဲပြောပြောပေါ့ယာဒူးယာကန်ရှိတဲ့လူတွေကသူ့နိုင်ငံသားတွေအတွက်သူတို့လှုပ်ရမယ်ဆိုတဲ့အခါကျတော့အရှိတောင်အရှာကိုသူတို့ဝင်ဖို့အရေးကြီးတယ်အရှိတောင်အရှာကအသီးအမှတ်ပြုဖို့လိုတဲ့အခါလဲကြာလဲကြာရော UNG ကို ်ရင်ဘတ်ထဲရပဲထောက်ခံတယ်အပြစ်မှာထောက်ခံတဲ့ကိစ္စမျိုးတွေကယော့လာဒီကြားထဲမှာ NUG ကလူတွေလှုပ်ထားတဲ့ကိစ္စတွေရှိတယ်ဟာမင်းတို့ကထိုင်းနိုင်ငံက NUG ကိုထောက်ခံဟာထိုင်းနိုင်ငံက NUG ကိုကူညီရမယ်ဆိုပြီးပြောထားတယ် NUG စတ်တက်တဲ့ချင်းမှာထိုင်းနိုင်ငံကရေနံကုမ္ပဏီ PPTC တို့ဘာတို့ကိုစင်ကာပူမှာတရားသွားဆွဲထားတယ်ခမရတို့အခုအကုန်မေ့နေပြီ ခမလန်မန်းတို့အခုဒီမှာနားထောင်နေတဲ့လူ90တို့60တို့ကအန်ယူဂျီအစိုးရဟာထိုင်းနိုင်ငံရဲ့ရေနံကုမ္ပဏီကြီးကိုစင်ကာပူမှာတရားစွဲထားတယ်ခမရတို့မေ့နေပြီထိုင်းနေရမေ့မယ်ထင်းနေလားခမရတို့အကုန်မေ့နေပြီ PPTC ဆိုတဲ့အဲ့ထိုင်းရေနံကုမ္ပဏီကို UNG ကစင်ကာပူမှာတရားစွဲထားတယ် အဲ့ဒီတရားဆွဲထားတဲ့အမှုကရှေ့ကိုနော်ရှေ့ကိုဘလောက်သွားနေလဲဘတော့ဒီထိုင်းကုမ္ပဏီကိုတရားရုံးတက်တဲ့အတန်တောင်ယမန်ပို့တန်တောင်ကကျွန်တော်မကြောက်ဘူးဗျာဒါပေမဲ့တရားတွေဆွဲထားတယ်စင်ကာပူမှာဒီတော့ထိုင်းအစိုးရကိုထိုင်းအစိုးရတို့ထိုင်းကုမ္ပဏီတို့ထိုင်းစီးပွားရေးသမားတွေဆိုတာအကုန်လုံးရောထွေးနေတာခင်ဗျားတို့ပြောနေတဲ့တက်ဆင်က ဟိုမန်စီးတီးကိုဝယ်ပြီးတော့ပြန်ရောင်းတယ်လို့မျိုးပဲသူတို့မှသူတို့ဟာသူတို့ရှုပ်ရှက်ခတ်ပြီးတော့ထိုင်းစီးပွားရေးဖြစ်နေတဲ့အချိန်မှာနိုင်ငံရေးတွေရှေ့တွေနောက်တွေမစင်းစားကိုယ့်ဟာကိုယ်လှုပ်ချင်တာလှုပ်တဲ့စကောလာတွေကိုယ့်ဟာကိုယ်ဖြစ်ချင်တာဖြစ်နေတဲ့လူတွေလှုပ်တဲ့ဟာက အခုထိုင်းနဲ့ညှိမယ်ဆိုရင်လေကျင်းနေတာကဟိုးမှာရှိတဲ့အဲ့ဒီစင်ကာပူမှာတရားစွဲထားတဲ့အမှုကို 俺有几个变小贼米了，变么小贼物贼人物了，没谁也骗了。没有来呀、啊，习近平来追。习近平呀，没有来在追来去呗，平常我是追那边，追多了是包差了。可别说我表妹，是这个搞的也把别人家骗。习近平啊，没有来又在那边办多了，是包差了。这真没的呀，人嘛，习近平呢没有的没后来追来，说的像个真的。俺有几年够、啊、突然的追米了。 ပုံရဟမင်းကြီးနဲ့တွေ့ပြီလားဖင်လန်နိုင်ငံသမရနဲ့တွေ့ပြီလားဆွီဒင်နိုင်ငံကဝန်ကြီးချုပ်နဲ့တွေ့ပြီလားဂျာမနီမှာအစည်းအဝေးလုပ်တော့နှက်ဟိုနိုင်ငံတကာအစည်းအဝေးတွေလုပ်လို့ဘေးအခန်းလေးထဲမှာကိုယ့်ကိုယ်ဝင်ပြောတဲ့ကိစ္စကိုအကြီးအကျယ်ထင်မနေနဲ့ကျွန်တော်ပြောချင်တဲ့ကိစ္စတိကျက်အန်ယူဂျီဘလို့တွေဖြစ်နေပြီလဲ နောက်တစ်ချက်ကအာဒီမှာရှိနေတဲ့ဒီရိုဟင်ဂျာကိစ္စတို့ဘာလို့ပြောနေလဲခင်ဗျားတို့ရိုဟင်ဂျာကိစ္စတို့ဘာလို့ပြောနေလဲရခိုင်နေတိုက်နေတဲ့ချိန်မှာရိုဟင်ဂျာတွေကဘိုးချုပ်ထွန်းမြတ်အိုးရိုဟင်ဂျာတွေကဘိုးချုပ်ထွန်းမြတ်နိုင်ဆိုလို့ရှိလို့ရှိရင်ဘိန်းစားတို့ဘိန်းရောင်းတဲ့အကောင်တို့အကုန်လုံးပြောနေတယ်မင်းတို့ကိုကူညီတဲ့သူဘယ်သူရှိလဲအမေရိကန်ကူညီလားဥရောပကူညီလားအမေရိကန်နဲ့ဥရောပတွေပတ်ပတ်ဆက်ဆက်မကူညီဘူးဆိုလို့ရှိရင်မင်းတို့ကိုအာရဗ်နိုင်ငံတွေကဘယ်လောက်ကူညီလဲ ကာတာကဗရင်မိသားစုကသမရထရန်ကိုဒေါ်လာတန်း400လောက်တန်းနဲ့လေရင်ပြန်အလှပေးတာမင်းတို့ရိုဟင်ဂျာတွေကိုတရားဝင် ရော့9တန်းရော့10တန်းဆိုပြီးတော့အလှပေးတာတခါမှမကြဘူးရိုဟင်ဂျာတွေကိုလည်းပြောကျင်တဲ့ကိစ္စကဘာလဲဆိုတော့အမေကျော်ပြီးတော့တွဲတော်သွားလွမ်းမနေနဲ့မင်းတို့ပြောလိုက်လို့ရှိလို့ရှိရင်ငါတို့အာဒတ်တရားလာကူညီတော့မှာ ဟာဟိုအတီးရမှာတူတကီရလာတော့မှာဟာအာတူဘီရလာတော့မှာဟာမလာနဲ့မင်းတို့ ਨੇ ဘာသာတူပါတယ်ဆိုတော့ကာတာကအမေရိကန်သမ္မတမင်းတို့ပြောနေတဲ့နတ်ဆိုးကြီးပေါ့ခေါင်းဖြူကြီးပေါ့အဲ့ဒီကောင်ကိုကြတော့ကာတာနော်ကာတာဘယင်မိသားစုဟာပါဒေါ်လာတန်း400လောက်တန်နဲ့လေရင်မြန်ကြီးလက်ဆောင်ပေးခြင်းနဲ့အလှပေးခြင်းနဲ့ဆိုပြီးတော့ပေးတယ်ပါလက်စတိုင်းတွေကိုလည်းကာတာကနေရော့အင်းဆိုပြီးတန်းတရာပေးတာတစ်ခါမှမကြဘူး ဆော်ကားပြောတာမဟုတ်ဘူးနှိုင်းရှင်ပြောတာဗမာပြည်တည်းကနေပြီးတော့လူဘာဝနေတဲ့ကောင်တွေကိုပြောတာလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးပြောပြတာဒီတော့ဘာတွေဖြစ်ကုန်လဲဆိုတော့ဒီရခိုင်ပြည်နယ်မှာ အေအေတိုက်နေတဲ့ဟိတ်ဆိုလို့ရှိစစ်တပ်ကို တိုက်တဲ့အဖွဲ့နဲ့ပေါင်းလို့မရတော့မှ ရန်သူလုလို့မရဘူးပြောချင်တဲ့ကိစ္စကဒါမင်းတို့ရိုဟင်ဂျာတွေအကုန်လုံးကအေအေကိုကြိုက်ရမယ် ဟာဗမာပြည်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးကအာတူးပြီလာရမယ်အဲ့လိုမျိုးတွေမဟုတ်ဘူးစစ်တပ်ကမင်းတို့ကိုလည်းတတ်ခဲ့တယ်ရခိုင်တွေကိုလည်းတတ်ခဲ့တယ်စစ်တပ်ကနဲ့တိုက်နေတဲ့လူတွေနဲ့ကိုယ်နဲ့ပေါင်းလို့မရဘူးလောလောဆယ်ညှိလို့မရဘူးဆိုတော့မှရန်သူလုံးလို့မရဘူးတိုက်လို့မရဘူးဘသူမှအမှားမကင်ဘူးနော်တယောက်နဲ့တယောက်မကျေနပ်မှုတွေလည်းရှိနေတယ်ရခိုင်တွေရခိုင်ပါတီကိုမဲပေးတဲ့အချိန် ကိုရီးယားကြမ်းဖက်ကိုမဲပေးခဲ့တယ်ဆိုတာလေကို့ဖာသားကိုတတိယရောထပ်ပြောမယ်နော်ထပ်ပြောမယ်ဟာကိုရီးယားကြည့်ရမှာရခိုင်ပြည်နယ်မှာနေတဲ့လူတွေအကုန်လုံးကအေးမောင်ကောင်းတာ မကောင်းတာထားစောမြရာသာလင်းကောင်းတာမကောင်းတာထားဘသူမှကောင်းတာမကောင်းတာထားရခိုင်တွေကိုမဲပေးနေတဲ့အချိန်ဒေသခံတွေကိုမဲပေးတဲ့အချိန်မှာကြမ်းခိုင်ရေးကိုမဲပေးပြီးတော့လွတ်တော်ကြီးမှတီတီကြီးနဲ့တက်နေ ငါတို့ကပ်ပြားတွေရတော့မယ်ဆိုပြီးတော့ယူပြီးတော့ကိုယ်အခွင့်ရေးကိုယူကိုဟာကိုတကူကောင်းဆန်ခဲ့တဲ့ကိစ္စတွေလည်းမေ့မထားနဲ့ဟာတယောက်ကတော့ပြောဟာဟိုမှာဘုံကျဲတယ်တို့ဟိုမှာတိုက်တယ်ခိုက်တယ်ပြောမောင်းတော့မှာဖြစ်တယ်ပြောပြီးလဲပြီးရောအာရှောက်ပြီးတော့ဘာလဲပတိလိုလိုဘာလိုလိုဟိုကောင်နေအခုဘာပတိဖြစ်သွားပြန်ပြီလားဘာဖြစ်မှန်းမသိတဲ့ကောင်နေရကြည့်ရမှာဟာရခိုင်နေရဘုံကျဲတယ်ပြော နောက် BBC မှာအင်တာဗျူးတော့ကျွန်တော်တို့ RS ဆိုဝါနေပြီးတော့ နော်အာရဆိုကနေပြီးတော့ကျွန်တော်တို့ကစစ်တပ်မရှိတော့မှကျွန်တော်တို့ကအေးအေးကိုတိုက်ပါတယ်ပြောတော့စောက်ချက်တွေကွဲကွဲတဲ့အခါကျတော့ယူကျင်အောင်ဆောင်ဒီလိုမျိုးစောက်ချက်မကောင်းတဲ့ဟာမျိုးတွေ ਨੇ ဘသူနဲ့မှပေါင်းလို့မရဘူးနောက်တစ်ချက်ကတော့ဗမာပြည်ကဗမာပြည်အရေးကဗမာပြည်ပဲဘသူမှလာပြီးတော့မကူညီဘူးမင်းတို့ပြောနေတဲ့စကောလာတွေစကောလာတွေစကောလာတွေမင်းတို့စကောလာတွေအခု UNG အစိုးရဟာပွပွလင်းလင်းပြောရင်စကောလာအစိုးရ အန်ယူဂျီကိုဝင်းရနေတဲ့လူတွေအကုန်လုံးကစကောလာတွေအန်ယူဂျီကိုထောက်ခံနေတဲ့ကောင်တွေအကုန်လုံးကနိုင်ငံရခြားမှာပညာသင်တဲ့ကောင်တွေကိုပတ်မောင်ရဲ့တတိယရဲ့စင်ကာပူမှာအဆင်ပြေပါစေမင်းတို့အခုလုံနေတဲ့ဟာတွေအကုန်လုံးကဘလို့တွေဖြစ်ကုန်ပြီလေဒီတော့ကျွန်တော်ပြောချင်တာမင်းတို့ပြောနေတဲ့ပထဝီနိုင်ငံရေးတွေတင်ချာနိုင်ငံရေးတွေအကုန်လုံးကိုမေ့ထားလိုက်ကိုကိစ္စကို ကိုဖာသာကိုလောက်ရ ကိုကိစ္စကိုကိုဖာသာကိုလောက်ရမယ်ဆိုတာသေသေးချာချာသိဖို့လိုတယ်နောက်တစ်ချက်ကဗမာပြည်အရေးရကဘာမှာဘာမှမဟုတ်ဘူးဗမာပြည်အရေးရကဘာပေါ်မှာဘာမှမဟုတ်ဘူးပြောလို့ရှိရင်ဗမာပြည်အရေးရအရှိတောင်အားရှာမှာတောင်မှဘာမှမဟုတ်ဘူးအခုထိုင်းနိုင်ငံကနေကြည်နေတဲ့လူတွေရှိတယ်စင်ကာပူကကြည်နေတဲ့လူတွေရှိတယ်တကယ်လို့စင်ကာပူကသတင်းတောက်တည်ထိုင်းနိုင်ငံကသတင်းတောက်တည်ဒီလူတွေသိတောင်မှ သူတို့နိုင်ငံရဲ့ policy တွေအရသူတို့နိုင်ငံရဲ့စီမင်းစည်းကမ်းတွေသူတို့နိုင်ငံကအစိုးရတွေမကြိုက်ပါဆုံးလို့ဗမာပြည်မှာဘုံကျဲတဲ့တဲ့တင်မပါဘူးဗမာပြည်ကဘုံကျဲတဲ့တဲ့တင်မထည့်တာဘူးနောက်ဆုံးအဆုံးသတ်မယ်ဆိုရင်ပေါ့နော်မကတ်တရင်ခေရသတိရတယ်အဘွားအခုထပ်ပြီးတော့အဆုံးသတ်မယ်ဆိုလို့ရှိရင်နောက်ရက်မှာကျွန်တော်အားတဲ့အချိန်ကျွန်တော်ထပ်ပြောပါဦးမယ်ကိုကိစ္စကိုကိုဟာကိုလှုပ်ဖို့လို ခမားတို့ပြောနေတဲ့နိုင်ငံတကာ theory တွေရှောက်သိမ်ပြီးတော့အာတော်ကြကြရင်ဒလိုင်လာမတော်ကြကြလို့ရှိလို့ရှိရင်ငယ်ရစီမင်းနဲလာတော်ကြကြလို့ရှိလို့ရှိရင်မာတင်လူသာကင်းကိုနေရီတရိယာမာတင်လူသာကင်းတော်ကြကြလို့ရှိရင်တပေါင်းစုဖွဲ့မယ်တော်ကြကြလို့ရှိရင်ဇပေါင်းစုဖွဲ့မယ်ရှောက်ပြောမနေနဲ့ကိုကိစ္စကိုနေရကိုရကိုရကိုဒေတာကိုကိုဖာသာကိုပိုင်အောင်လုပ်ဖို့အရေးကြီးတာ ကိုရကိုရကိုဒေသားကိုပိုင်အောင်လှုပ်ဖို့အရေးကြီးတာပုံရဟန်းမင်းကြီးကလည်းပြောလိုက်တယ်ဟာတကဘာလုံးကြီးအေးချမ်းပါစေကိုဖသာကိုအတိတ်ကောက်လိုက်တယ်ပုံရဟန်းမင်းကြီးကပြောတယ်နော်တကဘာလုံးအေးချမ်းပါစေကိုဖသာကိုအတိတ်ကောက်ပြီးတော့ပုံရဟန်းမင်းကြီးပြောတဲ့တကဘာလုံးကငါတို့ဗမာပြည်တခုတည်းပဲပါတယ်ဆိုပြီးတော့ကိုလိုချင်တယ်လို့ကိုဖသာကိုအတိတ်ကောက်လို့မရဘူးပုံရဟန်းမင်းကြီးခေါင်းထဲမှာရှိတာပါလေသိလားအာဂျင်တီးနားနဲ့အခု ပီရူရိုနဲ့အယ်စဘာအယ်ဆာဗာရိုတို့အဲ့ဒီမှာရှိနေတဲ့လူတွေကိုအမေရိကန်ကနေပြီးတော့ပြန်ပို့တာတို့ဒုက္ခပေးတာတို့ကိုသူဘလို့ဖြေရှင်းရမလဲဆိုတဲ့ကိစ္စပဲသူအရင်စဉ်းစားတယ်။ဘာဖြစ်လို့လဲ။အဲ့ပုံရမ်းမင်းကြီးကတောင်အမေရိကဘက်ကလာတာ။တောင်အမေရိကပြည်သူတွေပို့ပြီးစီးရဲချို့တဲ့နေတဲ့ကိစ္စကိုသူပို့ပြီးတော့ဂယုဆိုင်တယ်။ဘာဖြစ်လို့သူဂယုဆိုင်လဲ။သူ့ရက်သူ့ရွာသူ့ဒေသသူ့လူတို့ကိုသူအရင်ကာကွယ်ရမယ်ဆိုပြီးတော့သူလုပ်နေတာ။ဒီတော့ ျွန်တော်တို့เนี่ยအတွေးခေါ်ဒီအပြောဆိုတွေကပြဿနာတွေတက်တယ်။ဘာဖြစ်လဲအခုဒေါအောင်ဆန်းစုကြည်နောက်လိုက်တွေရှိတယ်။ပြောလာပြီကျွန်တော်တို့ကအခုဒီဒေါ်လာရေးမှလည်းမလုပ်ချင်တော့ဘူး။အာကျွန်တော်တို့ကဟိုနိုင်ငံရေးမှလည်းမပါချင်တော့ဘူးလူမှုရေးလုပ်မယ်။အဲ့တော့ဒေါအောင်ဆန်းစုကြည်နောက်လိုက်ဆိုတဲ့ကောင်လေးကိုရွာလေးတရွာကို6လစာတနစ်စာတာဝန်ယူနိုင်တဲ့ဒေါအောင်ဆန်းစုကြည်နောက်လိုက်ဆိုတဲ့လူခမားတို့ဘယ်နှယောက်တွေ့ဘူးလဲ။ရှီကောင်းရှိလိုက်မယ်နော်တယောက်နှစ်ယောက်ပေါ့ 他表妹呢，唐三书记闹来干洗的，唐三书记个头看比，皮咯，人家也露在高内洗的，唐三书记个哦，鞋码他皮咯，楼前码露在高内洗的，唐三书记表来说皮咯，个不咋个表来高内洗的，啊个唐三书记穿啊，来么出下咯，唐三书记穿来嘞，大嘞脚皮咯，力量啊么力量么好着，啊你瞧嘛，唐三书记闹来表来是高拉的，边伢些的扒的狗笼啊。 လူမှုရေးလုပ်ငန်းတွေလုပ်တော့မယ်အဲ့တော့ကျွန်တော်ပြောချင်တာလူမှုရေးလုပ်ငန်းလုပ်မယ်ဟေးဆိုမင်းကိုယ်တိုင်ဘလောက်ချမ်းသာလဲမင်းအဲ့ဒီရွာကလေးတရွာလူ900တထောင်လောက်ရှိတဲ့ရွာလေးတရွာကို6လသာကျွေးဖို့မင်းကိုယ်ပိုင်ပတ်စံရှိလားအဲ့ဒီလူ900တထောင်ရှိတဲ့ရွာလေးတရွာမှာစေကူဖို့ပညာသင်ဖို့မင်းမှာ6လသာမရှိလားမရှိဘူးမရှိရင်ဒီကောင်တွေဘာလုပ်မလဲရှင်းရှင်းလေးရဲ့အကွက်ကကြိုပြီးတော့မြင်ပြီးတာကို့မှာပတ်စံမရှိဘူးလှူခြင်းနဲ့ဆိုရင်နိုင်ငံတကာကနေတောင်းမယ် အလူခံမယ်လိမ့်မယ်ညမယ်ကလိန်ကချစ်လုံးမယ်ပုပ္ပလင်းလင်းပြောရင်ဒေါ်ဆန်းစုကြည်နောက်လိုက်လို့ပြောတဲ့69ရာခိုင်နှုန်းကအချောင်သမားတွေစောက်ယူးတွေနော်စစ်တပ်ကကောင်တွေနဲ့ဒန်းတူရေတူပညာပြိုင်နေတဲ့ကောင်တွေကိုယ့်အိတ်ထဲကိုဘလို့ခိုးရမလဲကိုကိုရိုးကိုဘလို့ရှာရမလဲဆိုတာဒီဒေါ်အောင်ဆန်းစုကြည်နောက်လိုက်လို့ပြောတဲ့လွတ်တော်ကိုယ်စားလှယ်တွေဒေါ်အောင်ဆန်းစုကြည်နဲ့လှုပ်ရှားနေတဲ့အွန်လိုင်းပေါ်ကနာမည်ကြီးတဲ့ကောင်တွေစကောလာတွေဆိုတာ စစ်တပ်ကកောင်းနေလို့ပဲစစ်တပ်ကកောင်းနေရတော့ဟိုမရိုက်မဲ့ခိုးမဲ့ရိုက်မဲ့နှက်မဲ့ဓမြတိုက်မဲ့ဆိုပြီးတော့သူတို့လူမယ် NUH NLD ဆိုပြီးနာမည်ခံတဲ့កောင်းနေကြလို့ရှိရင်နိုင်ငံတကာကအလှခံပြီးတော့ဗမာပြည်ကိုပြနိုင်ငံတကာအလှခံပြီးတော့ကလိန်ကြစ်လို့ဒီလိုနှစ်កောင်ရှိနေတဲ့ဒီလိုနှစ်ဘွဲရှိနေတဲ့နိုင်ငံမှာမပြတ်ဘူးဆိုရင်ဘယ်កောင်းပြတ်မှာငင်းညာအောင်ကစကြဲကပြောထားတယ် NUG ဟာ NCG ယူပြီးလို့ဖြစ်ကိုဖြစ်မယ်ပို့ဆိုးရင်ဆိုးမယ်ပြောထားတာ အဲ့ဒီအပြင်မှာမှအန်ယူဂျီကိုငញ្ញမ်းအောင်အဖွဲ့အစည်းတစ်ခုအနေနဲ့အတိမတ်ပြုကောင်းတဲ့အဖွဲ့အစည်းဖြစ်ဖြစ်ဆိုးတဲ့အဖွဲ့အစည်းဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုအနေနဲ့အတိမတ်ပြုအစိုးရအဖြစ်အတိမတ်မပြုနိုင်ဘူးဆိုတာစကားရေပြောထားပြီးသားအဲ့တော့ဘာမှသိမ့်မပြောချင်တော့အဲ့တော့ပြည်သူလူထုကတည်တည်ချာချာစဉ်းစားဖို့ကိစ္စကကိုယ့်ကိစ္စကိုကိုဟာကိုပိုင်နိုင်အောင် လုပ်ဖို့အရေးကြီးတယ် ကိုကိစ္စကိုကိုဘာသာကိုပိုင်နိုင်အောင်လုပ်ဖို့အရေးကြီးတယ်နောက်တစ်ချက်ကတော့ကောက်ချက်တွေမမှားဖို့အရေးကြီးတယ်ကိုကိကောက်ချက်တွေမမှားဖို့အရေးကြီးတယ်ဟာတစ်ချိန်လုံးပြောနေတယ်ဟင်းသာ9000ဇတ်တော့ပါတော့အခုကျွန်တော်ဒီ live ကိုညီကုန်းမချုပ်ခင်မှာကောက်ချက်ချတဲ့ကိစ္စကိုပြောပြဗမာအများစုဒီအပိုင်းတကောင်နှစ်ကောင်ရှိတယ်အပိုင်းတကောင်နှစ်ကောင်ကဘာပြောသွားလဲဆိုတော့ဟင်းသာ9000ပေါ့ ဟင်းသာကိုတော်ဟင်းသာကိုတော်ဇတုသားစားတယ်ဇတုသားစားတယ်ခမားတို့ပြောပြမယ်ဟင်းသာကိုတော်ဇတ်မှာ950ဇဏိပတ်ထဲမှာဟင်းသာကိုတော်ဇတ်ပါဟင်းသာကိုတော်ဇတ်မှာဟင်းသာတွေကမိုးရာသီလေးလကာလမှာဂူထဲမှာဝင်အောင်တယ်ဂူအောင်တယ်ပေါ့ဂူအောင်တယ်ဆိုတော့ခေါင်းအဟုတ်ပေါ့ဘယ်လိုပြောမလဲဆိုတော့တခြားတွေမတွေးနဲ့ဟင်းသာတွေကမိုးရင်းကာလမှာဂူအောင်တယ် ဂူအောင်တဲ့အချိန်မှာ ပင့်ကူကြီးရလာပြီးတော့ဂူဝမှာပင့်ကူမြင့်တွေကတ်တယ်။ဒီတော့မိုးတွင်းကာလမှာသူတို့စုဆောင်ထားတဲ့နော်အစာအစာတွေကိုဟင်းသာပြိုတွေကို အစာနှစ်ဆကျွေးတာ။ထပ်ပြောမယ်နော်ဟင်းသာပြိုတွေကိုအစာနှစ်ဆကျွေးတာ။ဟင်းသာပြိုတွေကိုအစာနှစ်ဆအစာနှစ်ဆကျွေးတယ်။သူများကိုတစ်ခုကျွေးတယ်ဆိုဟင်းသာပြိုတွေကိုနှစ်ခုကျွေးတာပေါ့။ဟင်းသာပြိုတွေကိုအားမွေးထားတာ။ပြီးသွားတော့မှဒီဟင်းသာပြိုတွေက ဟုံးကလေးဆိုပြန်သွားလို့ရှိရင်ဒီလိုင်ကိုဟိုပင့်ကိုမြင်ကြီးကပွင့်သွားတယ်ပြီးသွားရင်တခြားနောက်ကလိုက်တဲ့ဘယ်လိုပြောမလဲဟိုဟင်းသားတွေကဖြစ်သွားတယ်တနေ့သောအခါတနှစ်သောအခါမှာမိုးတွင်းကာလကြာသွားတယ်တနေ့တနေ့သောအခါမှာမိုးတွင်းကာလကြာသွားတယ်သူတို့စုဆောင်းထားတဲ့เนาะစားတဲ့ရိတ်ခါမလုံလောက်မလုံလောက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ငတ်တယ်ပြတ်တယ်ဖြစ်လာတဲ့အခါကိုယ်အချင်းချင်းစားတယ်တောက် ငတ်တဲ့ပြတ်တဲ့ကိုချင်းချင်းစားတဲ့တောက်တဲ့ဖြစ်လာတဲ့ဆိုရင်အစာနှစာရထားတဲ့ဟင်းသာတွေလည်းငတ်တဲ့ပြတ်တဲ့ထဲမှာပါတဲ့အခါသူတို့အားမရှိတော့သူတို့အားမရှိတော့ဒီပင့်ကိုမြင်ကြီးကိုသူတို့မဖောက်နိုင်တိချက်ကပင့်ကိုမြင်ကိုမဖောက်နိုင်တဲ့အတွက်ပင့်ကိုအစားခံရတာပင့်ကိုမြင်ကိုဘာကြောင့်မဖောက်နိုင်ဘူးလဲပြောလို့ရှိလို့ရှိရင်အစာရေစာကိုနော်လိုအပ်ထားတဲ့ပို့ပြီးတော့မတူလောင်ထားမိလို့ အခြေအနေကိုကြိုပြီးတော့မတွက်မိလို့အဲ့ဒါဇတ်တူသားစားတဲ့ဆိုတဲ့ကိစ္စနဲ့တွက်လို့မရဘူးအခုဗမာပြည်မှာလဲဒီဒေါ်လာရဲ့ကာလက3လကြာမယ်နော်ဟာ6လနဲ့6ရက်ခုတစ်ပတ်နဲ့ဒေါ်လာရဲ့ပြီးမယ်ထင်တဲ့လူတွေရှိတယ်တစ်လနဲ့ဒေါ်လာရဲ့ပြီးမယ်လူတွေထင်တဲ့လူတွေရှိတယ်တစ်နှစ်နဲ့ဒေါ်လာရဲ့ပြီးမယ်လူတွေထင်တဲ့လူတွေရှိနှစ်နှစ်နဲ့ဒေါ်လာရဲ့ပြီးမယ်လူတွေထင်တဲ့လူတွေရှိတယ်ဒေါ်လာရဲ့ကြီးရရေရှည်လာတယ် ခုနှစ်ရက်နဲ့လည်းမပြီးဘူးတစ်လနဲ့လည်းမပြီးဘူးတစ်နှစ်နဲ့လည်းမပြီးဘူးနှစ်နှစ်နဲ့လည်းမပြီးတဲ့အခါမှာတော်လန်ရဲတွေကသူ့ဖာသာသူထွက်သွားတဲ့သူတွေရှိတော်လန်ရဲကိုစိတ်ပြတ်သွားတဲ့သူတွေရှိတော်လန်ရဲကိုလှူးနေတဲ့သူတွေပင်လျင်အလှကိုညှင်းငွေလာတဲ့လူတွေရှိဒါကဘာကိုပြောချင်တာလဲဆိုတော့ငါတို့ရတဲ့အခွင့်အရေးတုံးကအခွင့်အရေးကိုအသုံးမချတာအဲ့ဒီအချိန်တုန်းကညဉ့်ညောင်းလို့ချက်ချင်းပြောတယ်ဘာပြောလဲအခုမှအပြစ်တင်တာမဟုတ် ရတဲ့အလှငွေတွေအကုန်လုံးကလက်နက်ဝယ်ရမယ်။ရတဲ့အလှငွေတွေအကုန်လုံးကတော့လက်နက်ကင်ဒေါ်လာရေးထဲမှာယင်းနီမြုပ်နှံရမယ်။အဲ့ဒီအချိန်မှာ NUG တို့ဒီ NLD တို့ NUG တို့ NLD ကို ထောက်ခံတဲ့သူတို့အကုန်လုံးကဘာပြောလဲဆိုတော့မနှက်ဖန်ကြလို့ရှိရင်အမေရိကန်လာမယ်အာဒူဘီလာမယ်။ရတဲ့ပတ်စံတွေအကုန်လုံးကို CDN လှူလိုက် လက်နက်ချတဲ့ကောင်တွေကိုအလှငွေပေးလိုက်ဟောသူတို့မိသားစုတွေမဲဆောက်မှာအိမ်နေငှားနေလိုက်နဲ့ အဲ့ဒီကိစ္စကိုငញ្ញောင်းနေပြောတာလားလူကြီးတွေပါပြောတယ်ဒီပတ်စံတွေကသေသေးချာချာသုံးသင့်တယ်ဇီဒီပါမောက်တယ်လို့လုံးလို့မရဘူးအခုပါဖြစ်လေအချိန်နေကြာလာတော့အန်ယူကြီးအချင်းချင်းနဲ့မှပဲကြိုက်ကြကြိုက်နေပြီငကိုလိုရိုက်ချင်တယ်လို့လို့တလောက်ဘူးမှလည်းမလှူနိုင်တော့ဘူးငကိုလိုလည်းဘူးမှလည်းတလောက်ကြီးအားမပေးတော့ဘူးအချိန်ကလည်းကြာ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 လာပြီဒီတော့အရင်ပိုင်းအာဘွားအစ္စလာမ်ဘဝလေးကိုအဲ့တော့ တည်တည်ချာချာပြောချင်တာကဗမာပြည်သူလူထုကကိုယ်ကိစ္စကိုကိုယ်တည်တည်ချာချာလုပ်ဖို့ပဲလို့ကိုယ်ကိစ္စကိုကိုယ်မလုပ်လို့ရှိရင်ဗမာပြည်ဟာကဘာပေါ်မှာဘာမှမဟုတ်ဘူးကဘာပေါ်မှာဗမာပြည်အเจ้าတော်မှမသိတဲ့သူတွေအများကြီးပဲဗမာကဘာပေါ်မှာနောက်ဆုံးကိုယ်ကိုယ်ပြောရင်တရုတ်ပြည်မာကြီးတောင်မှဗမာနိုင်ငံဆိုတာမသိဘူးဗမာဆိုတာသူတို့ရဲ့လက်ဝေကံပြည်နယ်လောက်ပဲသူသိတယ်ခင်ဗျားတို့ဗမာပြည်ဆိုတာဘာမှမဟုတ် အဲ့တော့ဗမာပြည်သူတွေကဒီဆရာနာရှင်စနစ်ကိုတော်လှန်ကျင်တယ်ဆိုလို့ရှိလို့ရှိရင်ဝါရီကတော့ဒီမိုကရေစီမကြိုက်ဘူးကချင်နေကတော့ဒီမိုကရေစီမကြိုက်ဘူးအဲ့ဒီကိစ္စခမားတို့ပြောရမယ်ကိစ္စမဟုတ်သူတေတာသူရသူရွာမှာသူဟာသူနေတဲ့သူတွေကသူတို့အုပ်ချုပ်ရေးသူတို့နဲ့သူတို့အစဉ်ပြေတဲ့လူနဲ့သူတို့ခေါင်းဆောင်ချမှတ်တဲ့အုပ်ချုပ်ရေးနဲ့သူတို့သွားလိမ့်မယ်ဒီမိုကရေစီခမားတို့တောင်းတာမလားဒီမိုကရေစီတောင်းတဲ့လူတွေကအဲ့မှာဒီမိုကရေစီကိုယ့်အကူတောင်းလာ အကြမ်းမဖက်ရေးကိုလှုပ်ချင်တယ်ဆိုလို့ရှိလို့ရှိရင်နိုင်ငံသားကိုထွက်မပြေးနဲ့နော်မမဟာတမဂန္ဒီကြီးလို့ထောင်သွားပြီးတော့ကိုယ့်ကိုထောင်ထဲဝင်နေလိုက်လမ်းမပေါ်မှာထွက်ပြီးတော့ဟိုဆန္ဒပြနေလိုက်အဲ့ဒီလိုလည်းမလှုပ်ဖဲနဲ့ဟိုဟာလည်းမလှုပ်ဒီဟာလည်းမလှုပ်လက်နက်ကင်တော့လည်းလူတွေသေတယ်ပြောဥနုလို့ပေါ့တိရမှာဖာချတော့ရတယ်ဥနုကြီးကခမရတို့ပြောနေတဲ့ဥနုကိုဖာချရင်ရတယ်သူစားခြင်းနဲ့အသာစားလို့ရှိရင်ကြက်တတ်လို့ရတယ်နွားပဲတတ်လို့မရတာဖာချလို့ရတယ်နွားတတ်လို့မရဘူး ။ဟာကြက်ကြတော့တတ်လို့ရပြန်မယ်။ကြက်နဲ့နွားနဲ့တလိမ့်ဆန်မဟုတ်တော့ဘူးအသက်မရှိဘူးပေါ့။အဲ့လိုမျိုးတွေခမားတို့စောက်ယူးတွေခေါင်းဆောင်ခဲ့တဲ့နိုင်ငံမှာကျွန်တော်တို့တွေကအတွေးခေါ်မှန်မှန်နဲ့ကိုယ့်အလုပ်ကိုကိုယ်လုပ်မှဒီဆရာနာရှင်စနစ်ကိုတိုက်လို့ရမှာ။နော်ခမားတို့ကြိုက်ကြိုက်မကြိုက်ကြိုက်ရှီချင်းပြင်ကမင်းအောင်လိုက်မျက်ခွက်ကိုသေးနေပဲပန်းပန်း။ထပ်ပြောဦးမယ်နော်ရှီချင်းဖင်ကမင်းအောင်လိုက်မျက်ခွက်ကိုသေးနေပဲပန်းပန်း နိုင်ငံတကာသတင်းတွေထဲမှာရှီကျင်းဖင်နဲ့မင်းအောင်လှိုင်နဲ့တွေ့တယ်ရှီကျင်းဖင်နဲ့မင်းအောင်လှိုင်ရုံနဲ့ပါတယ်ဆိုတာကတော့ကျင်းသေးတယ်အဲတော့ပြည်သူလူထုကိုပြောချင်တာခမားတို့တော်လှန်ရေးကိုဘာဖြစ်လို့တော်လှန်ရေးလုပ်ရတယ်ဘာဖြစ်လို့ဆရာနာရှင်စနစ်ကိုတော်လှန်ရတယ်ဘာဖြစ်လို့လက်နက်ကင်တော်လှန်ရေးကိုအားပေးရမယ်ဆိုတဲ့ကိစ္စကိုခမားတို့ကိုယ်တိုင်အတွေးခေါ်ရှိရှိနဲ့ကိုယ့်အသက်ကိုကိုယ်မွေးပြီးတော့နော် အသက်ကိုညံဆောက်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါဆိုတဲ့နော်စကယ်ပုံနေဟိုအတွေးခေါ်တွေကိုအခြေခံပြီးတော့တော်လှန်ရေးကိုအားပေးကြပါလို့ပြောနေတယ်ဒီ live ကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်